င်္ဂလာပါရှင်ရာဂုံခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ဝိုင်းမော်မြို့နယ်မှာရပန်နစ်တရက်တဲ့စစ်ကောင်စီတက်စကန်စုစုပေါင်း18ခုကို KIA ဥဆောင်တဲ့ဒေါ်လာရင်းတက်တရားသိမ်းပိုက်ရရှိထားပါတယ်တရုတ်အစိုးရကအကြမ်းဖက်စစ်ကောင်စီစီကိုကင်းလည်ရရင်6စီးပေးရတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ်အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကချင်းပြည်နယ်ဝိုင်းမော်မြို့နယ်မှာဇွန်လ17ရက်နေ့တရက်ထဲစစ်ကောင်စီတက်စကန်စုစုပေါင်း18ခုကို KIA ဥဆောင်တဲ့တော်လှန်ရေးတပ်တွေကသိမ်းပိုက်ရရှိတယ်လို့ KIA စေးသတင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းနာကိုပြပြပါရတယ်။ယမန်နေ့မှာ KIA ဥဆောင်တဲ့တော်လှန်ရေးတပ်တွေရဲ့တက်ခတ်မှုကြောင့်စခန်းကြီး6ခုကို သိမ်းပိုက်ရရှိခဲ့ပြီးကြန့်ရှိတဲ့စခန်းတွေမှာစစ်ကောင်စီတက်ဘက်ကစခန်းကိုစုတ်ခွာထွက်ပြေးတော့တာလည်းဖြစ်ပါရတယ်။ယမန်နေ့ဝိုင်းမော်မြို့နယ်ကစတုံးပြူဟာကွန်စခန်းအပါအဝ ဝင်တပ်စခန်း6ခုကို KIA ကတိုက်ခိုက်သိမ်းပလိုက်တာဖြစ်ပြီးစစ်တုံးပန်း30ကျော်ကိုဖမ်းဆီးရမိကလက်နက်အမြောက်များကိုလည်းသိမ်းဆဲရရှိထားတယ်လို့ KIA စစ်ရေးသတင်းမြစ်ကရန်ကုန်ခေတ္တမီဒီယာကိုပြောပြပါရတယ်။ ဇွန်လ17ရက်နေ့ညနေ9:00နာရီလောက်မှာစာတော့ဖြူဝကုန်းစကန်ကို KAIN ကတိုက်ခတ်သိမ်းပိုက်လိုက်တာဖြစ်ပြီးဝိုင်းမော်ကမ်ပိုက်တီလမ်းမတစ်ချောင်းမှာအကြက်ဖက်စစ်ကောင်စီတပ်စခန်းတွေကင်းစင်သွားပြီဖြစ်ပြီးလက်ရှိအချိန်မှာတော့ KAIN ကဆက်လက်တိုက်ခတ်သိမ်းပိုက်ရန်ကမ်ပိုက်တီမျိုးစကန်တစ်ခုသာကြန့်ရှိတော့ရလို့လည်းသိရှိရပါတယ် KAIN တိုက်ခတ်သိမ်းပိုက်လိုက်တဲ့တပ်စခန်း6ခုမှာစာတော့ဖြူဝကုန်းစကန် ဘွန်တောင်ပြည်သူစစ်စခန်းလက်ဖိုင်ပြည်သူစစ်စခန်း73ဘန်စူပောင်းဂိတ်စခန်းအင်ဝရန် BGF စခန်းနဲ့လူကြီးစခန်းတို့ဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့အကြက်ဖက်စစ်ကောင်စီကိုတရုတ်နိုင်ငံအစိုးရကကင်းလက်ရရင်6စီးကိုပေးရလိုက်တယ်လို့ရန်ကုန်တရုတ်တန်ယုံကတရားဝင်သတင်းထုတ်ပြန်ထားပါဗျ။ဇွန်လ17ရက်နေ့မှာတရုတ်အစိုးရကမြန်မာနိုင်ငံကိုကုညီထောက်ပံ့တဲ့ကင်းလက်ရရင်6စီးကိုရန်ကုန်မြို့မှာအောင်မြင်စွာ လွှဲပြောင်းပေးလိုက်တာဖြစ်ပြီးအဲ့ဒီစီမံကိန်းဟာ2018ခုနှစ်ဇွန်လမှာမြန်မာနိုင်ငံအစိုးရကတရုတ်နိုင်ငံစီကိုတရားဝင်အစိုးပြုခဲ့တာဖြစ်ပြီး2020ပြည့်နှစ်သမရရှိကြဖြစ်ရဲ့မြန်မာနိုင်ငံခီးစဉ်အတွင်းမှာအဲ့ဒီ စီမံကိန်းရဲ့လဲလှယ်မှုစကြွန်လွာကိုနှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးခဲ့တယ်လို့လည်းရန်ကုန်တရုတ်တန်ရုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တရုတ်နိုင်ငံကကိုဗစ် -19 ကာယရောဂါစတဲ့အခက်အခဲတွေကိုကြော်လာကရေရင်တွေကိုအချိန်မီထုတ်လုပ်ပို့ဆောင်ပေးခဲ့တယ်လို့လည်းဆိုထားပါတယ်။အဲဒီကင်းလက် ရေရင်တွေဟာရေချောင်းပို့ဆောင်မှုဘေကင်းရေရေပေါ်ရှာဖွေကယ်ဆယ်ရေးနဲ့ရေရင်မြေကာကွယ်အသုံးချမှုလုပ်ငန်းတွေမှာအသုံးချနိုင်တယ်လို့လည်းဆိုထားပါတယ်ရှင်။ မကွေးတပ်သင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်မကွေးတပ်နမောင်မြို့နယ်ဖတော်ရည်ရွာကိုမိချုံနေတဲ့အကြမ်းဖက်စစ်တပ်ကို PDF တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်ခဲ့ရမှာစစ်တပ်ဘက်ကသေဆုံးမှုရှိပြီးမနစ်ကညပိုင်းထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေလို့တာစီ PDF ကတာဝန်ရှိသူတို့ကပြောပြပါရယ်ဇွန်လ17ရက်နေ့မှာနမောင်မြို့အရှေ့ပိုင်းကနေဆင့်လာတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကဖတော်ရည်ရွာကိုမနေ့၈နိုင်ကျော်ခန့်ကနေဆက်တင်ပြီးဝင်ရောက်စီးနှင်းမိချုံနေစင်မှာ တော်လန်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီအကြမ်းဖက်စစ်ကြောင်းဖတော်ရွေရွာကိုလာရောက်စင်မှာတော်လန်တပ်ဖွဲ့တွေဘက်ကလမ်းတစ်လျှောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးမှလည်းစစ်ကြောင်းမှာဂျမ်ပါရီပါလာတာကြောင့် မိုင်းကွဲခဲ့ခြင်းမရှိဘူးလို့လည်းသိရှိရပါတယ်။အကြက်ပဲစစ်ကြောင်းဟာလက်ရှိအချိန်ထိဖက်တော်ရရာထဲမှာရှိနေတာဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့တွေကကျေးရွာထွက်ပေါက်တွေမှာပိတ်ဆို့ထားတာကြောင့်မနေ့ကညပိုင်းထိတိုက်ပွဲဆက်လက်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။အဲဒီလိုပိတ်ဆို့ခံထားတဲ့အကြမ်းဖက်တပ်သားတွေဟာရွာထဲကနေထွက်မလာရဲ့ပဲလက်လက်ကြီးတွေနဲ့ရန်တန်ပစ်ခတ်နေရလို့လည်းသိရှိရပါတယ်ရှင်။ ရန်ကုန်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရန်ကုန်မြို့မြောက်ကလာပမြို့နယ်ကြောက်ရည်တွင်ဂုံးတရာအောက်ကယင်ထင်းရဲရုံးကိုဘုံခွက်တက်ခတ်ခဲ့ရမှာအကြက်ဖက်စစ်တပ်လောက်ကယင်ထင်းရဲနှုတ်ဟာပြင်းထန်ဒဏ်ရာရှိခဲ့တယ်လို့မြောက်ကလာပမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကဒုတာဝန်ခံကပြောပြပါရစေ။ဇွန်လ17ရက်နေ့ည8:00နာရီလောက်မှာ မြောက်ကလာပမြို့နယ်ကြောက်ရွံ့တွင်ဂုံတရာအောက်ကစိန်ပန်းမြန်ရဲရိတ်တာရင်ထင်းရဲရုံကိုပြင်းအားမြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတက္ကသိုလ်မှကြောင့်အကြက်ဘက်စစ်တပ်လောက်ကရင်ထင်းရဲနှုတ်ဟာပြင်းထန်တဲ့အရှိခဲ့လို့လည်းသိရှိရပါတယ်။အဲလိုတိုက်ခတ်ခံရပြီးတဲ့နောက်မှာအကြက်ဘက်စစ်သားနဲ့ရဲတွေရောက်ရှိလာပြီးလန်းကိုပိတ်ဆို့စစ်ဆေးမှုတွေလုဆောင်ခဲ့လို့လည်းသိရှိရပါဗျ။အဲဒီတခဲမှုကိုမြောက်ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကပကတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေဘက်ကဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါဗျာရှင်။ရခိုင်သတင်းတပောကိုတင်ဆက်ပေးကြပါမယ်။ရခိုင်ပြည်နယ်ပေါတောမြို့ပေါ်ရက်ကွနယ်ကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူ၁၀ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ရခိုင်တပ်တော်အေးကတရားဝင်သတင်းထုတ်ပြန်ထားပါဗျာ။ ဇွန်လ17ရက်နေ့မနေ့ပိုင်းအချိန်မှာအကျန်းဖက်စစ်တပ်ရဲ့ဝိုင်းတွဲလေရင်ကပေါတော်မြို့နယ်မြို့ပေါ်ရက်ွက်တဲ့တဝင်းချောင်းကျေးရွာဖုံးတော်ကြီးကျောင်းအနီးဝန်းကျင်မနော်တရီကျေးရွာနဲ့လက်ပံပြားကျေးရွာတို့ကိုလေချောင်းကနေဘုံကျဲတက်ခတ်မှု၄ကြိမ်ပြုလုပ်ခဲ့ပြီးဒရုန်းတွေနဲ့လည်းဘုံကျဲတက်ခတ်ခဲ့လို့သိရှိရပါတယ်။အကျန်းဖက်စစ်တပ်ရဲ့လေချောင်းတက်ခတ်မှုအတွင်မှာဘုံဒီ73လုံးထက်မနည်းဟာကြာရောက်ပောက်ကွဲခဲ့တာကြောင့် ဒေတာနေပြည်သူအမျိုးသမီး6ဦးနဲ့အမျိုးသား4ဦးကိုထိခိုက်ဒဏ်ရာရှိခဲ့ပြီးနေရင်ချုပ်လည်းပြည်ဆက်ခဲ့ရလို့သိရှိရပါတယ်။ရခိုင်ဒေတာတိုက်ပွဲတွေတွင်မှဆေးရဲရထိနာနေပြီးရှောင်းမဲမဲကမိုင်းရဲဆန်နေတဲ့အကြမ်းဖက်စစ်ကောင်စီဟာရခိုင်တပ်တော်ထိန်းချုပ်ထားရာမြို့ရွာတွေနဲ့လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့မောင်တော်အန်တန်တွဲစတဲ့မြို့နယ်တွေနဲ့အနီးအနားကျွာတွေကအရက်သားပြည်သူတွေနေထိုင်ရာမြို့ရက်ရွာနဲ့စေုံစေကန်း ဈေးစာတင်ကြောင်ဖုံးတော်ကြီးကြောင်နဲ့အရက်သားပြည်သူတွေသွာလာလှုပ်ရှားတာနေရာတွေကိုပြစ်မှတ်ထားတာလေးကြောင်ရေကြောင်လက်လက်ကြီးပြစ်ခတ်တိုက်ခိုက်မှုတွေကိုတနေ့ထက်တနေ့ပုံမပြုတ်လုပ်နေရလို့လည်းရခိုင်တော်အေကပြောပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့စကိုင်းတန်းရင်းမပင်မြို့နယ်ကအမှတ်28ရဲတရင်ကိုလက်လက်ကြီးတွေနဲ့ပြစ်ခတ်တက်ခတ်ခဲ့ရမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်ဒဏ်ရာရှိသူတွေရှိပြီးလိုင်းကန်းတွေလည်းထိခိုက်ပျက်စီးခဲ့လို့ရင်းမပင်မြို့နယ်တိုက်နယ်နဲ့ပကဖအဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရယ်ဇွန်လ3ရက်နေ့မှာရင်းမပင်မြို့နယ်တွင်အမှတ်28ရဲတရင်ကိုတော်လန်တပ်ဖွဲ့တွေကတာဝေးပြစ်လက်လက်ကြီးတွေနဲ့ တွားရောက်ပြစ်ခတ်တက်ခဲ့ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတက်ခတ်မှုအတွင်းမှာလက်လက်ကြီးကြီးတွေဟာအမှတ်28ရဲတရင်တွေကိုကြာရောက်ပောက်ကွဲသွားခဲ့ပြီးရဲတရင်အတွင်းကလူပိုးဆောင်လမ်းကမ်းတွေပြက်စီကရဲတပ်သားတွေထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကြတော့ရေကုန်ခက်တဲ့မနက်ခက်တဲ့တဲ့တွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။